အားလုံးပဲမိကလာပါခင်ဗျာဒီနေ့တော့ညကကြံတဲ့ထမင်းလေးကိုနှုတ်ထမင်းချက်စားပါမယ်ကျွန်တော်လိုရတာအရင်လွယ်ကူရရှိပြီးတော့အရသာလည်းအရင်ရှိတာမို့ကျွန်내တူလည်းကြည့်ကြအောင်ပါခင်ဗျာပါတော့မဥဆုံးနေနဲ့နွားနို့ကိုကြိုပါမယ်နွားနို့အနေများကိုကကိုစိတ်ကြိုက်ထက်လို့ရပါတယ်ခင်ဗျကျွန်တော်ကတော့စစ်စစ်လေးကြိတ်တာမို့လို့ခမင်းများလေးထည့်ထားပါတယ်ခင်ဗျ ။ပြီးရင်ကျတော့တို့ထမင်းကိုခြေပေးပါမယ်။အဓိကကကြက်တက်ခါမှာဘူဒီလိုမျိုးပြပြနေနေလေးဖြစ်အောင်ပါ။အကယ်လို့ကိုကပြစ်တာမချဘူးဆိုရင်လည်းမခြေလဲရပါလိမ့်ခဗျာ။ကဲဒီလိုနွားနိုးဆူလာပြီဆိုရင်ခြေထားတဲ့ထမင်းလေးကိုထည့်လိုက်ပါမယ်ထမင်းကိုကနွားနိုးရဲ့တဝက်ခက်ထည့်ပေးပါမယ်ခဗျာပြီးရင်ကြော်တို့စာလီနှငယ်ကိုလည်းထည့်ပေးလိုက်ပါမယ်ပြီးရင်ကြော်တို့နွားနိုးလေးတွေမလိုက်တက်ပြီးထမင်းလေးတွေပြေလာတဲ့အထိကြိုးပေးထားပါမယ်ခဗျာ ကဲဒီလိုနွားနွက်လေးတွေပြည်လာပြီဆိုရင် Omega အောက်ဆက်မပြတ်ငွေပေးပါမယ်ခင်ဗျာနွားနွက်လေးတွေအကိုလိုခံသွားပြီဆိုရင်ကြော်တုံပြီးပေးလို့ရပါပြီခင်ဗျာပြီးရင်ကြော်တို့တရားကြိုပါမယ်ဒီနိုတမင်းကလေထညက်ကြီးလေးနဲ့ဆိုပို့လိုက်ပါတယ်ခင်ဗျာဒါပေမဲ့ကြော်တို့နေရာမှာကထညက်ဝယ်လို့များတော့လေဒီတရားညိုလေးကိုပဲတုံထားပါတယ်ခင်ဗျာတရားကြီးကဒီလိုပြည်လာပြီဆိုရင်ရပါပြီခင်ဗျာ ပြီးကြောတော့နုထမင်းလေးတွေကိုပကံတဲဝထပ်ပြီးတော့ကြိုထားတဲ့တကြားကြီးလေးတွေကိုအပေါ်ကနေဆန်းပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်ချူချူဆစ်ဆစ်လေးနဲ့အရသာအရင်ရှိတဲ့နုထမင်းလေးကိုရရှိပါပြီခင်ဗျာကဲစားကြပါဦးခင်ဗျာ အရသာလည်းကျတော်တို့ထမင်းကိုစားနေတာလည်းမတူပဲနဲ့လောဘဘူးတဲ့အနှစ်လေးကိုစားနေတယ်လို့ပါပဲခဗျာလောဘကိုချိုးဆင်းနေရောပါပဲခဗျာမင်းလည်းပိုင်းဆိုရည်တယ်ဒီလိုလိုထမင်းလေးကတော်တော်လေးကိုစားလို့ကောက်ပါတယ်ခဗျာ ကျွန်တော်တို့နုထမင်းကိုချက်တဲ့အခါမှာအနက်ပုံမွေးအောင်ဖလာစေးထည့်လို့ရပါတယ်။ပြီးရင်ကျွန်တော်ပိုစေးအောင်တီဟိုစေးတို့မြေပဲတို့လည်းထည့်လို့ရပါတယ်ခင်ဗျ။ဒါပေမဲ့ကျွန်တော်ကဒီတိုင်ရိုးရိုးလေးကိုပိုချိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ကလေရေမပါဘဲနဲ့ဒီလိုနွားနုတွေချင်းနဲ့ပဲချက်ထားအောင်လို့ရတာလေနွားနုရတာပြင့်နှင့်နေရပါပဲခင်ဗျာ။ ကဲကျွန်တော်တို့လိုရတာလည်းကုသလိုမျိုးဘာပစ္စည်းတွေကလည်းအရင်ယူရှိတာမျိုးအိမ်မလေးတစ်ခုလိုက်ပြီးတော့လိုစားလို့ရပါတယ်ခင်ဗျာကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘာရပါခင်ဗျာ